ဒီနာကျင်မှုတခြင်းလေးကိုအဲ music video ကိုရိုက်ကူးတဲ့အချိန်မှာကိုစဉ်းစားတာပေါ့နော်ကိုနဲ့ရုပ်ရှင်နဲ့မင်းသားလေးရှာပါဘာမင်းသားလေးကိုရှာတော့ဒီမှာရုပ်ရှင်နဲ့မင်းသားလေးပေါ်လာသူပြိတ္တကြတာတော့ငါ့ကိုစဉ်းလာစဉ်းလာ Do we think hello we are all me me ပြောပါနဲ့တကယ်ချစ်ခဲ့ပြီးမှထားခဲ့တာမင်းသိပါပဲလူတိုင်းကအခုမရတယ်မိုးရွာနေအဲကျဉ်းနာကျဉ်းနာအဲ ဆိုတော့ဟိုမိုးရွာရင်ကတော့အများတန်းဖီးတက်ကြပါတယ်လူတွေကတင်းကွဲလဲကွဲကြအောင်ဆောင်းပြီး coffee တစ်ခွက်ကင်ပြီးတော့ဖီးနေအဲ့ဒီထဲမှလည်းကျွန်တော်ကပါတယ်ဆိုတော့အလိုလိုတခြင်းအေးလေးတွေနားထောင်ရကြိုက်တယ်ဖီးတခြင်းရလို့မဟုတ်ဘူးတခြင်းကောင်းကောင်းလေးတွေဆိုနားထောင်ရကြိုက်တယ်ပြီးတော့ကိုလူတွေဆိုရင်အဲ့လိုအားပေးရတာမျိုးမြှောက်ပေးရတာမျိုးကျွန်တော်ကကြိုက်တယ်ဆို ္ဂလာပါဒီနေ့ကတော့ဒီမချမ်းအလာချမ်းရဲ့နာကျင်မှုဆိုတဲ့သတင်းလေး music video ရိုက်ကူးနေတာဖြစ်ပါတယ်ရှင်ဒီနာကျင်မှုသတင်းလေးကိုအဲ music video ရိုက်ကူးတဲ့အချိန်မှာကိုစဉ်းစားတာပေါ့နော်ကိုနဲ့ရုပ်ရှင်နဲ့မင်းသားလေးရှာတာမင်းသားလေးကိုရှာတော့ဒီမှာရုပ်ရှင်နဲ့မင်းသားလေးပေါ်လာသူပြိတ်သက်ကြတာတော့ငါ့ကိုစဉ်းလာစဉ်းလာအဲဟိုပါပေါ့အဲစတာပါရှာရလဲဒါမချမ်းနေနဲ့အပေးရတဲ့ပြိတ်သက်တွေကချမ်းရဲ့ပြိတ်သက်တရားပဲပေါ့နော် ဘောလိုင်းရကောင်းတယ်အဲ့လိုမျိုးကိုသွားချင်တဲ့ဇက်ကိုပြောလဲသူက is safe ပဲเนาะ very flexible ဖြစ်တယ်အဲ့တော့ရှားယုံရေးဖြစ်တာဖြစ်ပါတယ်ဟုတ်အဲဘယ်လိုပုံစံလေးလဲဆိုတော့ director Kina ကတော့မချမ်းကိုသူကအရန်နေ innocent ခဲလေးเนาะအရန် innocent ခိုင်းတာဆန်ခိုင်းတာညီမလေးကတော့သူကတော့ဘယ်လိုဘယ်လိုပြောလိုက်ဘယ်လိုပုံစံပါလဲကျွန်တော်က innocent တငယ်ချင်းစီရနေပြီးတော့စနိုက်ကြုံတာစနိုက်ဆိုတူဝေသင်ခဲလို့ဝေရတာလို့မင်းမပြောပါနဲ့ ူကသူ့ရဲ့နာမည်အလိမ်ပါဒါပေမဲ့ဒီဒီမရဲ့ Ella Chan ရဲ့နာကျင်မှုတချင်းတဲမှာကကြတော့အဲသူကမလိမ်ပါဘူး not clever girl ဘာကြောင့်လဲဆိုတော့မချမ်းရဲ့ချစ်သူ shine အဲဒီဗီဒီယိုထဲမှာပြောတာเนาะမချမ်းရဲ့ချစ်သူဆိုလို့ဒီမှာချစ်သူတကယ်ထင်သွားအောင်မယ်ဒီ music video ထဲမှာပေါ့เนาะအဲ့တော့မချမ်းရဲ့ချစ်သူကို तू ကလာပြီးတော့ချစ်မှာပေါ့ချစ်တဲ့ခါကျတော့ तू ကစနိုက်ကျော်မလေးဖြစ်တဖန်တယုတ်ဆောင်တော့ကတော့ဒီမချမ်းရဲ့အီစာပေါ့เนาะဒီထဲမှာဟုတ်ဒီထဲမှာဗီဒီယိုထဲမှာပြည့်တက်နေတာဒီ 哦啊ဒီတဲမှာပေါ့နော်မချမ်းရဲ့ကောင်းလေးပါပြီးတော့ဒီကောင်းမလေးနဲ့ဖောက်ပြန်တယ်တင်မှာအဲ့လိုပဲပါပဲအများနဲ့ဒီလိုမျိုးတွေပဲရိုက်ရိုက်နေခဲ့ရတော့ထုံးတယ်တော့ပြစ်နေတယ်ကျွန်တော်ပါတနာစရာနော်တနာစရာဟုတ်တယ်ကျွန်တော်မရိုက်ချင်တော့ဘူးကျွန်တော်သူ့ကိုလည်းပြောတယ်မအေးမရိုက်ပါနဲ့တော့သူ့တချင်းကြီးကလည်းနာကျင်မှုလေတိကျကောင်းစင်ကြီးကနာကျင်မှုဆိုတော့လည်း အဲသူ့အနေနဲ့ကဒီလိုမျိုးရိုက်မှဖြစ်မှာဟုတ်ဖြစ်မှာဆိုတော့အမချမ်းနေရလဲခင်းတာကြာပြီစက်တောင်တွေပါအတူတူရိုက်ဆိုတော့လေအဲအကူညီပေးမယ်ဆိုပြီးတော့ဒါအမရဲ့တခြင်းလေးမှကျွန်တော်ပါဝင်ပြတာပါဟုတ်မမီးလည်းဖြေလိုက်ပါတယ်ကိုကကိုပဲဖြေလိုက်တော့မယ်နော်ကျေးဇူးတင်ပါတယ်လို့နေရစလို့ဒါခုနကနေတော့ပဲတန်ရာတွေရရှိတော့ပဲခွဲရတဲ့နေတွေနာကျင်မှုတခြင်းကတော့လေအတကယ်တမ်းကျတော့တေးရေးစရာ ပြတ်တပေါ့နော်ပြတ်တရဲ့ပေါ့ခန်းစားချက်တွေပါမယ်သူသူပေးထားတာဆိုတော့လေသူကဒီတခြင်းလေးကိုမချမ်းကိုလာပြီးတော့ဟိုပေးတဲ့အချိန်မှာပေါ့နော်စာသားလေးတွေကြည့်လိုက်တော့အရန်လွမ်းမိဆွေးွားတယ်ငိုရငိုကျင်ွားတယ်ဘာလို့လဲစာသားတစ်ခုချင်းစီတိုင်းလေအပိုက်တိုင်းအပိုက်တိုင်းကအရန်ဟိုဝန်းနေရတာပေါ့ဒီတချင်းကိုအသေးကွဲတဲ့သူပဲဖြစ်ဖြစ်အပြုံးမှဒီဟိုအသေးကွဲအဲ fresh တသေးကွဲနေတဲ့သူတွေပေါ့အသေးကွဲခဲ့တဲ့သူတွေအဲဒါမှမဟုတ်လို့ရှိရင်လေကိုချစ်ပေမဲ့လေကိုရဲ့ချစ်သူကို ဆွလွန်လိုက်ရတဲ့သူတွေဘယ်သူပဲဖြစ်ပေါ့เนาะနားထောင်မယ်ဆိုလို့ရှိရင်တော့ဒီမိုးရသည်မှာနားထောင်မယ်ဆိုဒီတချင်ပိုပြီးတော့မှ feel လို့ကောင်းတဲ့တချင်လေးဖြစ်ပါတယ်ပြီးတော့ဒီတချင်ရဲ့ဒီဟိုဟာပေါ့เนาะဒီတချင် type လေးရလဲသူက music genre ကလည်းသူက pop style လေးဆိုတော့လေတချင်စာသားလေးရလဲ catchy ဖြစ်တယ်ခံစားချက်နဲ့ကြိုက်လားဆိုတော့အဲဒါကတော့တေးစရာရဲ့ခံစားချက်ပါလို့ကိုပြတ်တာပတ်မိရမယ်ဟောမာဒီတချင်ရိုက်တော့မယ်ဆိုတော့ तू तू မရိုက်ခင်မှာ तू तू ရဲ့ page မှာသူတင်ထားတွေ့ရောလေအမကြီးချင်းလေးမိုက်တယ်လို့ကျွန်တော်တို့အမြဲတမ်းချက်တောင်ရိုင်းနဲ့တွေ့နေကြတော့သူ့ရဲ့တချင်းလေးတော့ကျွန်တော် share ပေးလိုက်အဲအဲ့ဒါတွေကစပြီးတော့နားထောင်ပြက်တာပေါ့နော်တချင်းလေးကတော်တော်ကောင်းတယ် main clay တွေအတွက်ကငားဆွဲပြီးတော့ light ဆိုလို့ကောင်းမယ်တချင်းလေးဖြစ်တယ်ပြီးတော့နာကျင်မှုဆိုအသေးကွဲတဲ့ကောင်မလေးတွေပေါ်တယ်လေဒီခင်မှာတတ်မှာသူလည်းပါရင်ပါမှာဖန်စားချက်တွေလည်းပါရင်ပါအောင်အဲဆိုတော့အာကောင်းရင်ကောင်းပါလေဒီချင်းလေးစထဲကစာသားလေးလည်းရင်သဘောကျပါတယ်ဟုတ် အမပုံမှန်ဆိုနေကြ chorus အပိုင်လေးအဲဟုတ်တယ်လွရလွရနေတို့ပဲစားသားလေးတို့ပဲစားသားလေးအကြောင်းရနေရမရအောင်ဒီတို့ဝင်းတင်ကဲတို့ဝေးရတာကိုမင်းမပြောပါနဲ့အဲ့ဒါလေးအဲ့တော်တော်အဲ့တော်တော်အဲ့အကြောင်းတော်တော်ကြိုက်တယ်ဟုတ်တယ် အဲ့ဒါချင်းလည်းဟုတ်တယ် TikTok မှာနော်ဟုတ်တယ်ပြီးအဲ့ဟာဟိုဒီလိုရိုက်မသမီးနဲ့ရိုက်မမဟုတ်ဘူးဟို TikTok မှာအရင်တည်းကကြာဘူးနောင်မှဖြစ်နေတာအဲ့ဒီတချင်းကအဲ့ဆိုစင်ပြပါဟိုလည်းဆောက်ရလူတိုင်းကမအားလေမိုးရွံ့နေဟမ်ဂျင်နာဂျင်နာအဲဆိုတော့ဟိုမိုးရွာရင်ကတော့အများတန်း feed တက်ကြပါတယ်လူတွေကအသိမကွဲလဲကွဲကြအောင်ဆောင်ပြီး coffee တစ်ခွက်ကင်ပြီးတော့ feed တယ်အဲ့ဒီထဲမှာလဲကျွန်တော်ကပါတယ် ဆိုတော့အဲ့လိုလိုတခြင်းအေးလေးတွေနားထောင်ရတာကြိုက်တယ်ဖီးတခြင်းရလို့မဟုတ်ဘူးတခြင်းကောင်းကောင်းလေးတွေဆိုနားထောင်ရတာကြိုက်တယ်ပြီးတော့ကိုလူတွေဆိုရင်အဲ့လိုအားပေးရတာမျိုးမြှောက်ပေးရတာမျိုးကျွန်တော်ကြိုက်တယ်ဆိုတော့မချမ်းကတခြင်းလဲကောင်းတယ်သူ့တခြင်းကတကယ်နားထောင်ကြည့်လိုက်ပါတကယ်မိန်းကလေးတွေကြိုက်လိမ့်မယ်ဒါသားလေးတွေလည်းကောင်းတယ်တန်စင်လေးတွေလည်းကောင်းတယ်ပြီးတော့သူ့အတန်ကလည်းကောင်းတယ်ဆိုတော့ကျေးဇူးပါကျွန်တော်ကအဲ့လိုကူညီပေးပြတာပါဟုတ်တို့ဝင်တဲ့လို့ဝေးရတာလို့မင်းမပြောပါ တချင်းဒီ music genre ကတော့ခုနကပြောသလိုပေါ့ pop music type လေးပါတချင်းကဆွမ်းနာပြောသလိုအဆွေးတချင်းဆိုပေမဲ့အရင်ခက်ကလို့လုံးဝအဆွေးပုံစံမျိုးမဟုတ်ဖဲနဲ့သူသူ့ရဲ့ဒီ music beat လေးတွေ bounce ဖြစ်တဲ့ခါကျတော့ဆိုရတာလည်းအရန်ကောင်းတယ်နားထောင်ရတဲ့သူကလည်းပို့ပြီးတော့အခက်ရှိဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်နားဆင်ရတာလည်းမပြင်းသွားအောင်လုံးဝအဆွေးတိုက်ကမသွားအောင်ပေါ့နော်အဲ့ဒါတေးစီယာပြတဲ့အောင်လည်းကျေးဇူးတင်ပါတယ်လို့ဒါတီးပေးထားတဲ့ Molly Cracky ကိုလည်းကျေးဇူးများကြီးတင်ပါတယ်လို့အစ်စ်ဒီတချင်းကလုံးဝမချမ်းရဲ့ပထမဦးဆုံး လုတ်တဲ့တချင်းဆိုပေမဲ့လည်းအဲဒီတချင်းလေးကအဲ့လိုနားထောင်ကြရဲဆိုတော့ကြားရတော့ပိုပြီးတော့ confident နေဖြစ်စီရဲနောက်ထပ်နောက်ထပ်လည်းတချင်းနေလုတ်သွားဖို့အတွက်အဲယုံကြည်မှုတွေကိုကိုပိုရှိလာတာပေါ့နော်နားစင်ပေးဖို့အတွက်လည်းတိုက်တွန်းပါတယ်ဟုတ်ကဲ့အခုလိုဆိုပေးထားတယ်မချမ်းအောင်လည်းကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ဘူးရင်ပါပြီးအဲပြီးပြီးတော့ဟုတ်ကဲ့ကျေးဇူးပါဒီတော့ကဒါစောင့်နေရဲ့ဒါကဟုတ်ကဲ့